မင်္ဂလာပါရှင်။အားလုံးရှိ Health and Nutrition Channel မှာကြိုဆိုလိုက်ပါတယ်။ဒီနေ့ကတော့ရာသီလာတင်ကောင်းလျှော်ရင်မဖြစ်တတ်တဲ့လဲဆိုတဲ့မိခွန်လေးနဲ့ပတ်သက်ပြီးပြောပြပေးသွားမှာဖြစ်ပါတယ်။ဗီဒီယိုလေးကိုတော့အစောပိုင်းကြည့်ဖို့လိုပါတယ်နော်။ရာသီလာတင်ကောင်းလျှော်ရင်သွေးခက်တတ်တယ်၊သွေးမြေအပေါ်ကိုကန်တတ်တယ်၊စသဖြင့်ပြောကြတာကြားမှုပါပါ။လူမှုကွန်ရက်မှာလည်းအမျိုးသမီးငယ်လေးတွေ အကြောင်းရင်းမရှိဆုံးသွားရင်ယာတိနာတော့ခေါင်းလျှော်တာဖြစ်မှာပေါ့ဆိုပြီးတရင်တွေတက်လာကြပါလေယာတိနာချိန်မှာခေါင်းလျှော်လို့ရတယ်မရဘူးဆိုပြီးအုပ်စု꿰ကြပြန်တော့တကယ်မှဘာလဲဆိုတာကိုသိထားဖို့လိုနေပါပြီမိဘဘူမားတွေလက်ထက်ကလေးကယာတိနာချိန်မှာခေါင်းမလျှော်ရဘူးအနည်းဆုံးတော့ယာတိပထမရက်မှာခေါင်းမလျှော်ရဘူးလို့တားကြတာကိုကြားဖို့ပါလူကြီးတွေကိုမေးကြည့်ရင်တော့အောက်ပါအတိုင်းဖြစ်ကြတာကိုတွေ့ရပါတယ် တဲ့ရင်အနှောင်းတဲတဲတဲလို့ပြောကြပါတယ်။အနှောင်းဆိုတဲ့နေရာမှာသွေးလုံးရောအသားလုံးရောအကုန်ပါပါတယ်။ဒါတွေကရာသီလာချိန်ခေါင်းလျှော်တာနဲ့မဆိုင်ပါဘူး။သွေးလုံးတဲတဲပြဿနာဆိုရင်ဘာကြောင့်ဖြစ်လဲဆိုတာအတိအကျမသိကြသေးပါဘူး။အသားလုံးဆိုလည်းဒီတိုင်းပါပဲ။အမျိုးသမီးဟော်မုန်း estrogen နဲ့ဆက်စပ်နေတယ်လို့ပဲပြောနိုင်ပါတယ်။ရာသီလာချိန်ခေါင်းလျှော်တာကြောင့်မဟုတ်ပါဘူး။ဖြစ်နိုင်တာကဒီယောဂါတွေကအမျိုးသမီးငယ်လေးတွေ ရာသီနာရဲ့အရွယ်တွေမှာဖြစ်တာဆိုတော့ဒီနှစ်ခုကောက်ပြီးဆက်ဆက်လိုက်တာဖြစ်နိုင်ပါတယ်။ဒါပေမဲ့ရာသီလချိန်မှာခေါင်းလျှော်တဲ့သူတွေလည်းဒီရောဂါဖြစ်တာကိုတွေ့ရပါတယ်။နောက်တစ်ခုကခေါင်းထဲမှာသွေးခက်တက်တယ်လို့ပြောကြပါတယ်။ဒါလည်းမဟုတ်ပါဘူးနော်။လူငယ်တွေမှာဥကောင်းအတွင်းသွေးခက်ရဲ့ရောဂါကအကြောင်းရင်းမျိုးဖြစ်နိုင်ပါတယ်။ဥပမာခေါင်းကိုထိခိုက်မိပြီးအုံနောက်သွေးယိုတာမျိုးပါ။ရာသီလချိန်ခေါင်းလျှော်လို့တော့မဟုတ်ပါဘူးနော်။ ားပြီးသွေးကန်တက်တယ်လို့လည်းပြောကြပါသေးတယ်။ရာသီလအချိန်မှာခေါင်းလျှော်ရင်အိုးနာကိုသွေးဆောက်တက်တယ်။တနည်းအားဖြင့်သွေးကြောပြတ်တက်တယ်လို့ပြောကြပါသေးတယ်။ဒါကလည်းမဟုတ်ပါဘူး။ရာသီသွေးဆိုတာကလေးများရလာခဲ့ရင်တရေသားလေးတွေ့လို့ရအောင်ထူထားပေးတယ်။တဲ့ရည်မြည်ရလေးတွေကွာကြလာတာဖြစ်ပါသေးတယ်။ခေါင်းကသွေးကြောတွေလည်းမဆိုင်ပါဘူး။ဒါကြောင့်လည်းမဟုတ်ပါဘူးနော်။နောက်တစ်ခုပြောကြတာကရာသီသွေးရက်သွားတယ်ဆိုတာပါရာသီရက်တွေက အတိုးအလျှော့ဖြစ်နိုင်ပါတယ် ဥပမာဒီနေ့9ရက်လာပြီနောက်နေ့4ရက်လာတာစသဖြင့်အမျိုးမျိုးရှိပါတယ်ရုတ်တရက်ကြီးရာသီသွေးရက်သွားတယ်ဆိုရင်ကိုမစိတ်ပစ္စည်းမှုတွေများနေသလားဟော်မုန်းပါတဲ့ဆေးတွေတားဆေးတွေတောက်နေလားဆိုတာကိုစဉ်းစားကြည့်ပါဒါရီကလည်းရာသီရက်တိုတာရှိတာကိုဖြစ်စေနိုင်ပါတယ်နောက်ပြီးခန္ဓာကိုယ်မှာဟော်မုန်းအပြောင်းလဲဖြစ်ရင်လည်းရာသီရက်အပေါ်မှာတက်ရောက်မှုရှိပါတယ်ခေါင်းစွန်လိုက်တာကရာသီသွေးရက်သွားအောင်တော့မလုပ်နိုင်ပါဘူး ။ဒါကြောင့်ရာသီလချိန်မှာခေါင်းရှို့လို့ရမရကိုဖြစ်ရှင်းနေရတာလေ။ရာသီလချိန်မှာခေါင်းရှို့လို့လည်းဘာမှမဖြစ်တယ်လို့မရှို့လို့လည်းဘာမှမဖြစ်ပါဘူး။နှစ်ခုလုံးကအသက်အန္တရာယ်မရှိပါဘူး။ဒီကိစ္စကိုတာဖာမီးရဲ့ဆရာဝန်ကြီးတွေရောတခြားဆရာဝန်တွေရောအသိပညာပေးနေကြပါတယ်။ယူနီဆက်ကနေတာရာသီလချိန်မှာရေချိုးကောင်းချိုတာကအန္တရာယ်မရှိကြအောင်ပညာပေးစာဆောင်တွေထုတ်ထားပါတယ်။ဒါပေမဲ့အများစုကကောင်းချိုလို့မရဘူး ရှော်လိုက်ရင်အနည်းငယ်ဖြစ်မယ်လို့တွေးကြတော့ပါပဲ။ရှော့ရှော့မရှော့ရှော့အနည်းငယ်မဖြစ်ပြီ။လူတွေမကြောက်တင်တာမကြောက်ရအောင်။အတိမအမြင်မားတွေရှိရင်ရှင်းလင်းသွားအောင်အလုံးဝဝိုင်းပြီးရှင်းပြပေးနေတာဖြစ်ပါတယ်။ဒီဗီဒီယိုလေးကလည်းရာသီလချင်းမှာခေါင်းရှော့ကိုရှော့ရမယ်ဆိုပြီးတိုက်တွန်းနေတာမဟုတ်ပါဘူး။ရှော့လေကုသဘောမရှော့လေကုသဘောပါ။ဖျက်ဆက်ဆက်မှာအမျိုးသမီးတွေကရန်တီလာလာနဲ့ပတ်သက်ရင်မတက်ဘူးဆိုပြီး အမျိုးတွေချင်းချင်းကိုဟာခွဲခြားဆန့်ခရရတာရာသီသုံးပစ္စည်းတွေကိုခိုးဝဝရတာလုံလောက်တဲ့ကျန်းမာရေးဆောက်ရှောက်မှုတွေမရတာရှိပါတယ်ဒါကြောင့်ရာသီလာရာနဲ့ပတ်သက်တဲ့အသည့်မှာအမြင်ပါတွေကိုရှင်းပြနေရတာဖြစ်ပါတယ်ရာသီလာချိန်ကောင်းဆိုရင်နေမကောင်းမဖြစ်စေဘူးတချို့ကပြောကြပါတယ်ရာသီလာချိန်မှာကောင်းဆိုလိုက်တာဖြားသွားလို့ကောင်းကင်လို့စသဖြင့်အမျိုးမျိုးပြောကြတာတွေတွေ့ရပါတယ်ဒါကတော့ရာသီလာချိန်မှာမဟုတ်ပါဘူး တခြားခြေတွေမှာလည်းခေါင်းဆောင်ရင်းနဲ့အခက်မသိဖြစ်တတ်ပါလေ။ရာသီလချိန်မှာတော့ပင်မမီအားနေတဲ့အတွက်တာမန်ချိန်ထက်ချမ်းသာလွယ်ပါလေ။ဒါကြောင့်ရင်းမြမြချိုခေါင်းမြမြလျှော်ပြီးတိကျချအောင်တုပ်ပါ။ဒါဆိုရင်ခေါင်းကိုက်တာချမ်းသာတာတွေဖြစ်မှာမဟုတ်ပါဘူး။ဗီဒီယိုလေးကိုအဆုံးသတ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ဒီဗီဒီယိုလေးကမိမိနဲ့မိမိပတ်ဝန်းကျင်အတွက်အကျိုးဆုံးတရားရရှိမယ်ဆိုရင် လိုက်ရန်ရှယ်လေးလုပ်ပေးခဲ့ပါဦးနော်ဗီဒီယိုတင်တိုင်းအမြင်သိရအောင် channel လေးကို subscribe လုပ်အပ်သေးဘူးဆိုရင်လည်း subscribe လုပ်ပြီးဘေးအခောင်းအောင်းလေးကိုလည်းနှိပ်ပေးခဲ့ပါဦးရှင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်